အလုံးမင်္ဂလာပါရှင်ဒီနေ့ကျမတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့အရေးကြီးဆုံးမိကွန်းတစ်ခုကိုဆွေးနွေးတင်ပြသွားပါမယ်အဲ့ဒါကတော့ဉာဏ်ရည်တု AI နဲ့ဘလူးတူရှင်တွေနေထိုင်ပြီးတုတ်တက်အောင်မြောင်လိုရမလဲဆိုရက်မိကွန်းလေးပါပဲဒီနေ့ခင်မှာ AI ဆိုတာကျမတို့ရဲ့ဘဝတွေကို နှဆိုင်စွာရောက်ရှိလာတဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာပါပြီ။တချို့ကစိုးရိမ်ကြောက်ရွံ့ကြတယ်။ဆရုပ်တီကလူသားတွေရဲ့အလုပ်တွေကိုအမှန်တကယ်ပဲလုံးဝယူသားတော့မှလား။တချို့ကြတော့ဟာဒါကျမတို့လမ်းညွန်ပေးမယ့်အဖော်တယောက်လား။ဒါမှမဟုတ် အခွင့်အလမ်းအစ်စ်တွေလားဆိုပြီးစဉ်းစားကြပါတယ်။ AI ကိုခက်တဲ့ခရီးရဒဇာပလာအစ်စ်တစ်ခုနေနဲ့ရှင်းမြင်ကြည့်ကြပါစို့။ အီယန်ရဲ့တီထင်ဆန်းသင့်မှုရှင်ဟောဟာဒုံမြန်စဉ်ပြန်တက်နေသလိုပြင်းထန်လျက်ရှိပြီးလူများစုဟာစိတ်ရှုပ်ထွေးနေကြတာကိုနားလည်ပါတယ်။ဒါပေမဲ့ကြောက်ရွံ့မှုတွေကို ကျော်လွှားပြီးကျမတို့အားလုံးလက်တွဲပြီးတိဆောက်နိုင်မဲ့အနာဂတ်ကိုသာအာရုံစိုက်ကြည့်ကြအောင်။ကျမတို့အားလုံးတည်ထားရမယ့်အကြောင်းကတော့ AI ကိုဖန်တီးသူဟာကျမတို့လူသားတွေပါပဲ AI ကိုအဆက်မပြတ်စွန့်ရည်တိုးတက်အောင်လှုပ်ဆောင်နိုင်တဲ့သူတွေကလည်းကျမတို့လူသားတွေပါပဲကျမတို့လူသားတွေကိုပုံမစားမြင့်တင်ပေးဖို့ရည်ရွယ်ပြီးလှုပ်ဆောင်နေကြတာပါ AI ကိုသင်ရဲ့အဆန်းဆုံးအကူလင်းရင်းမှု ကိုပိုင်လတ်လူမျိုးညင်ကြည့်ပါ။ तू က steering ကိုကြိုင်မှာမဟုတ်ပါဘူး။ သင်ရင်မောင်းတဲ့အလုပ်ကိုသာအာယုံဆိုင်နိုင်ဖို့ तू ကရှုပ်ထွေးရဲ့မြေပုံလေးလမ်းကြောင်းတွေကိုလမ်းညွှန်ပေးနေတာပါ။ကျမတို့လူသားတွေရဲ့ခွန်အားစစ်စစ်ကတီထွင်ဖန်တီးမှု creativity စာနာနားလည်မှု empathy နဲ့ဝေဖန်ပိုင်းခြားစဉ်းစားမှု critical thinking တို့မှာတည်ရှိပါတယ်။အဲ့ဒါတွေက AI ကအတူယူလို့မရနိုင်တဲ့အရာတွေပါ AI ကတက်ချက်မှုတွေကိုလွတ်ဆောင်ပေးပြီးကျမတို့ကတော့အဲ့ဒီတက်ချက်မှုတွေရဲ့အသေးပေကိုဖော်ဆောင်ပေးရမှာပါ။တုံးတယ်ရင် C မတုံးတယ်ရင် B serious ကားလို့ပါပဲ။ AI နဲ့အောင်မြင်စွာတူရှင်တွဲနေထိုင်ဖို့အတွက်ကျမတို့ရဲ့နိစဉ်ဘဝမှာအောင်မြင်ဖို့အတွက်တော့ချက်သုံးချက်လိုအပ်ပါတယ်။ပထမတစ်ချက်ကျွမ်းကျင်ဒါရိုက်တာတူဖြစ်ဖို့လိုအပ်ပါတယ်။ AI ဟာသင် ပြီးတဲ့ prompt ညွှန်ကြားချက်တိုင်းသာကောင်းမွန်စွာလုပ်ဆောင်နိုင်ပါတယ်။ဒါကြောင့်ပုံမှန်ကောင်းမွန်တဲ့ဘေကွန်းနီဘီရက်ဖို့နဲ့ရှင်းလင်းပြတ်သားတဲ့ညွှန်ကြားချက်တွေဘီရက်ဖို့သင်ယူတာဟာခစ်သက်မှာသင်ရဲ့စာအသစ်ဖြစ်လာပါပြီ။ဒုတိယအချက်ထူးခြားတဲ့လူသားဆန်တဲ့အရာတွေမှသာအာရုံစိုက်ပါ။ တစ်ခါတလဲလဲလိုရတဲ့လူတွေမှာအချိန်နည်းငယ်သာသုံးပြီးလူသားချင်းဆက်သွယ်မှု view ာချမှတ်မှုနဲ့စိတ်ခံစားမှုဆရာဉာဏ်ရည်လိုအပ်တဲ့လူတွေမှာသာ အချိန်ပိုပေးပါတတိယချက် AI ကိုသင်ယူဖို့ကြိယာဖြစ်သုံးပြုပါရှုပ်ထွေးတဲ့ခေါင်းစဉ်တွေကိုအချင်းချုပ်ဖို့ဘာသာစကားလေ့ကျင့်ဖို့တို့ဒါမှမဟုတ်အယူအဆအစ်တွေကိုစူးစမ်းရှာဖွေဖို့ AI ကိုအသုံးပြုပါ ဒါဟာသင့်အတွက်24/7ရနိုင်တဲ့ကမ္ဘာအကောင်းဆုံးကိုပိုင်ကျူရှင်စရာပါပဲ။ AI နဲ့အတူရှင်တွဲနေထိုင်ခြင်းဟာကျမတို့ရဲ့လားလောက်မြင့်တင်ပေးရဖြစ်ပါတယ်။ဒါကျမတို့ရဲ့ပြင်းစရာကောင်းတဲ့သို့မဟုတ်တစ်ခါတလဲလဲလှုပ်ဆောင်ရတဲ့အလုပ်တွေကို short ချပေးခြင်းဖြင့်ကျမတို့ရဲ့အရေးကြီးတဲ့အလုပ်တွေကိုအယုံစနိုင်စေဖို့ပါ။ အနာဂတ်ဟာမိပညာကြောင့်ထိတ်လန့်ရက်တက်နေသူတွေအတွက်မဟုတ်ပါဘူး။မိပညာနဲ့အတူ တက်ကြွစွာစီးမျောသင်ယူနေသူတွေအတွက်သာဖြစ်ပါတယ်။သူရဲ့အမြန်ဆုံးတစ်ချက်နိုင်စွမ်းနဲ့ကျမတို့ရဲ့စာနာနားလေတိုင်းနဲ့စိတ်နှလုံးသားကိုပေါင်းစပ်ပြီး AI ကို လူပောင်အတွက် ကျိုးရှိအောင်အသုံးပြုကြပါမယ်။ဒါဆိုဒီနေ့ AI နဲ့အလိုလျောက်လွတ်ဆောင်နိုင်တဲ့သင်ရဲ့ အလုပ်တစ်ခုကဘာပါလဲအောက်က comment မှာတင်တွေးတွေကိုမျှဝေပေးပါနော်ကျမတို့အနာဂတ်ကိုအတူတူတည်ဆောက်ကြအောင်ပါ